တထိမကဟင်းနေမလက်ဆက်ဘူးလို့ပြောတဲ့အခါမှာဝိတာကပကံယူပြီးတော့တထိမရဲ့ခေါင်းမောင်းကိုဟင်းတွေကိုလောင်းချလိုက်ပါတယ်။အဲနောက်မှာတော့လက်ပိုက်ပြီးတော့မှပို့ပြီးတော့လက်ဆက်သွားပြီးမလားလို့ပြောလိုက်ပါတယ်။ဘေးကအဲ့တဲ့တွေကလည်းအံ့ဩလို့သွားကြပါတယ်။သူတို့ဒီကြောင်ပြီးတော့ကြည်နေကြတဲ့အချိန်မှာဝိတာကတထိမကိုအမိုက်ပစ်တယ်လို့ပင်လေတဲ့ကိုပြစ်ချလိုက်ပါတော့တယ်။ဒီနေရာမှာသာငါသာဆရာကြီးဟာတက်ဖြောက်တကြက်တီးတဲ့ကြောင့်ပဲသူမှသတိပြန်ပြီးတော့ဝင်လာခဲ့ပါတယ်။တထိမကတော့သူ့ရဲ့အချိန်မှာပူညံပူညံလုံနေပါတယ်။အဲဒီကမှတော့ဝိတာဟာ ဟင်းကိုမိဖို့အကြောင်းထဲမှာပြန်သွားပြီးတော့ယူရပါတယ်။ဒါပေမဲ့အဲ့ဒီအစားအစာတွေကဒီမနက်ပိုင်းမှာမှခူးထားတဲ့အကြောင်းရှင်းပြလိုက်ပါတယ်။ပြီးလို့ရှိရင်သူတို့ကိုယ်တိုင်လာပြီးတော့မြေကြီးလိုက်တာဖြစ်ပြီးဟင်းကဘာမှမဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။အဲ့ဒီတတိမကတမင်တက်တက်ပြဿနာရှာနေတာဖြစ်ပြီးဝေဒါကတော့အဲ့ဒီလိုရက်ကိုနားမလည်နိုင်ဖြစ်နေပါတယ်။ဒါပေမဲ့စပုံမှုတွေကနေသားကြသွားပြီးဖြစ်ပြီးတော့ဒါဟာတတိတွေလုံနေကြလိုရက်လေးတွေပါ။သူတို့ရဲ့အရန်ချမ်းသာနေတဲ့အကြောင်းကြွားကျင်တာအကြောင်းဖြစ်ပါတယ်။ ကောင်းလျာရန်ကုန်မှဈေးဆိုးသွားခဲ့ပြီးတော့သူသာအခွင့်အရေးရမယ်ဆိုလို့ရှင်အဲ့ဒီတတိမကိုကောင်းကောင်းလေးဆုံးမမယ်လို့ပြောနေပါတယ်။ဇဘုံမူကတော့သူ့ကိုလက်တွေ့ကြဖို့တည်းပြောနေတယ်လို့အဲ့ဒီတတိမက channel ချန်တာတယ်အာနာလေးရှိတယ်။သူတို့နေကဘာနဲ့ပဲရှင်ရင်မရနိုင်ပါဘူးတဲ့။ကောင်းလျာတိတ်ဆိတ်လို့သွားခဲ့ပါတယ်။စကားရပဲပြောလို့ရတဲ့အကြောင်းကိုလည်းသူနားလေလို့သွားခဲ့ပါတယ်။ဒါပေမဲ့ကန်ညာကြီးကသူ့ကိုအခွင့်အရေးတစ်ခုပေးလာခဲ့ပါတယ်။အဲ့ဒါကတော့နောက်နေ့မှတတိမနိုးလာတဲ့အခါမှာသူ့ရဲ့ယောက်ျားကိုမတွေ့တာကြောင့်ကောင်းလေးကိုသူနဲ့အတူတူလိုက်ပြီးတော့ရှာခိုင်းတာဖြစ်ပါတယ်။ ။ကောင်းလေးဘက်ကတင်မောပေါ်မှာမတုံးတာကြပြီဖြစ်တဲ့လေပေါင်းတစ်ခုပဲရှိတာကြောင့်ပဲသိမလုံကြုံတဲ့အကြောင်းသူ့ကိုပြန်ပြီးပြောပေးမယ်။တရီမကနားမထောင်ခဲ့ပါဘူး။ကောင်းလေးသာသူ့ရဲ့အလိုကိုမလိုက်ပေးဘူးဆိုလို့ရှင်တော့သူတို့လူကြီးနားမှာသွားတိုင်မယ်လို့လည်းပြောလိုက်ပါရယ်။ကောင်းလေးကလည်းမတက်နိုင်တဲ့အခါမှာတရီမကိုခေါ်သွားပေးလိုက်ပါရယ်။ဒါပေမဲ့သူတို့တွေသွားရင်လည်း accident ဖြစ်သွားခဲ့ပါရယ်။လီဖောင်ရဲ့ဆက်ကအရန်ကိုဟောင်းနေတာကြောင့်ပဲယုဒီရဲ့ရက်သွားခဲ့တာဖြစ်ပြီးကောင်လေးဟာဆက်ပြန်လို့တော့လေမရဘူးဖြစ်နေပါဗျ။အစီရတဲ့ဂျုံတဲ့အခါမှာတရီမကမကူညီတဲ့အပြင်ကောင်လေးကိုလည်းအတုံးမကြဘူးဆိုပြီးတော့စူနေတာပါ ကောင်လေးကစေစိုးပေမဲ့တရီမနဲ့ရံဖြစ်ဖို့တဲ့မှာဒါလို့အခုချိန်မှာသူဟာတရီမကို ပြန်ပို့ပေးဖို့အတွက်စက်ကူတာအဓိကထားပြီးတော့ပြင်နေပါတယ်။တရီမသာတခုခုဖြစ်သွားမယ်ဆိုလို့ရှင်သူ့ရဲ့အလုပ်ကိုထိခိုက်တော့မှာဖြစ်ပြီးဒါပေမဲ့မိုးချုပ်တဲ့အထိစက်ကလည်းပြန်မကောင်းခဲ့ပါဘူး။ဒရုန်းယောက်ကလည်းလေဖောင်းပေါ်မှာတညအိတ်လဲရပြီးနောက်နေ့ရောက်တဲ့အခါမှာတော့တရီမအရန်ကိုပိုက်စားလို့နေပါပြီ။ဒါကြောင့်မလို့ပဲကောင်လေးဟာငါးတကောင်ဖမ်းပြီးတော့စားလို့ရအောင်လုပ်ပေးလိုက်ပြီးဒါပေမဲ့တရီမကအနံ့မဲယူပြီးတော့ယူလို့ဆိုပြီးတော့လှင်ပြစ်လိုက်ပါတယ်။ ခင်ဗျားပါလို့ဒီလိုလောက်တာလေးအဲ့လိုမှန်သိရင်ကျွန်တော်ကိုယ်တိုင်စားလိုက်ပါတယ်ကျွန်တော်အချိန်ကြာကြီးအကုန်ခံပြီးတော့ဖမ်းထားခဲ့တာဒါပေမဲ့ခင်ဗျားကလွှင့်ပြလိုက်တယ်လို့ပြောပါတယ်တထိမကသူ့ကိုတော့ဂီးမဆိုင်ပါဘူးလေပေါင်ထဲမှာစားစရာလိုက်ပြီးတော့ရှာနေပါတယ်အဲ့လိုရှာရင်းနဲ့ပဲအချက်ပြီးတဲ့တနက်တလက်ကိုတွေ့သွားခဲ့တာဖြစ်ပြီးတော့အထဲမှာအချက်ပြီးကြည်စံတလုံးပဲရှိတာကြောင့်လှီတွေဖြတ်သွားမှပြေးရမယ့်အကြောင်းကိုကောင်းလေးကမြင်မြန်ရှင်းပြပါတယ်ဒါပေမဲ့တထိမကတော့မြင်မြန်ထွက်သွားကျင်တာကြောင့်တနက်ကိုပြစ်ဖို့အတွက်လုံနေပါတယ်ကောင်းလေးကလည်းသွားပြီးတော့လှူပါတယ် ဒါပေမဲ့တရိမဟာလက်ချော်ရင်းနဲ့လီပေါင်းဟာပြတ်သွားအောင်တနက်ကပြစ်လိုက်မိပါတယ်။အဲဒီလောက်မိုင်မဲတဲ့လူနဲ့တွေ့တဲ့အခါမှာကောင်းလေးဟာအရန်ကိုငိုချင်သွားခဲ့ပြီးပို့ပြီးတော့ကန်ဆိုတာကတော့အဲ့ဒီညမှာမိုးအကြီးကြီးရွာချလာခဲ့တာပါ။ရေလမ်းကြီးတွေကြောင့်ပဲသူတို့တွေဟာလမ်းကြောင်းလဲသွားခဲ့တာဖြစ်ပြီးအခုအချိန်နေဆိုရင်တော့အခက်ခဲရမှုကဘလို့မှမဖြစ်နိုင်တော့ပါဘူး။နောက်နေ့ကိုရောက်သွားတဲ့အခါမှာတော့သူတို့ရဲ့ရှင်မကျုံးလေးတစ်ကျုံးပေါ်လာခဲ့ပြီးတော့သူတို့နှစ်ယောက်ကကျုံးမက်ကိုအားဆိုင်ပြီးတော့ကူသွားခဲ့ပါတယ်။နောက်ဆုံးအမကုံကြီးမှာကျုံးမော့ကိုရောက်လို့သွားခဲ့ပါတယ်။ ။ကောင်းလေးကတော့အမောတော့မပြေသေးဘဲနဲ့တရီမကထပ်ပြီးတော့ပူညံပူညံလုံနေပါလေ။တင်မောပေါ်ပြန်ရောက်သွားလို့ရှိရင်ကောင်းလေးအလို့ပြောအောင်သွားတိုင်မဲ့အကြောင်းတွေပဲပြောနေတာပါ။ကောင်းလေးကလည်းပေါက်ခွဲသွားခဲ့တာဖြစ်ပြီးတရီမကိုဆဲပြီးတော့ထွက်သွားခဲ့ပါလေ။အမြင်ကစရာကောင်းလာတဲ့တရီမကိုပြစ်ထားပြီးတဲ့နောက်မှာကောင်းလေးဟာတောင်မမအိမ်လေးတအိမ်တွေ့သွားခဲ့ပါလေ။အိမ်ကအကြီးကြီးမဟုတ်ပေမဲ့လေရီမိုးရီကနေကာဝေဖို့တော့လုံလောက်တာဖြစ်ပြီးသူခဏနားပြီးတော့အလို့ဆပြီးတော့လှုပ်ပါလေ။ကျွန်မမှာရှိတဲ့ပြည်စည်းတွေနဲ့ငါးဖန်းကရိယာတခုလှုပ်လိုက်ပြီးတဲ့နောက်မှာတော့ ရေသွားပြီးတော့ဖမ်းမာတော့တယ်ခဏလေးနဲ့သူ့ရဲ့ညစာရလာခဲ့တာဖြစ်ပြီးတဖက်မှာတော့ဘာမှမလုပ်တတ်တဲ့တရင်မကတော့ဥတီယာမရှိရှောက်ပြီးတော့သွားနေပါတယ်နောက်ဆုံးမှာတော့ဘာစားစော်ကမှရှာမတွေ့တဲ့အပြင်အရန်ကမှပင်ပန်းသွားခဲ့ပါတယ်မတက်နိုင်တဲ့အခါမှာကောင်လေးကိုလာပြီးတော့ရှာပါတယ်သူ့ရဲ့ရွှေနိုင်နဲ့အစားအစာကိုဝယ်ဖို့လုပ်နေပြီးကောင်လေးကနာယီကိုတစ်ချက်ကြည့်ပြီးတော့လှင်ပြစ်လိုက်ပါတယ်ဘာကြောင့်လဲဆိုတော့ကျုံးမမှာအစားစာဆိုတာတန်မိုးကြီးဆုံးအရာဖြစ်လို့ပါပဲ။ကောင်လေးကအစားစာတွေကိုယူပြီးတော့ထွက်သွားတော့ကိုတီးတော့တတိမလေးစိတ်ဆိုးပြီးတော့ကောင်လေးကိုတဲနဲ့ပြစ်လိုက်ပါတယ် ကောင်လေးကလည်းသူ့ကိုချက်ချင်းပဲဘားပြန်ရိုက်လိုက်ပါတယ်။ပထမတစ်ချက်ငါ့အောင်လာမဆိုးပြနဲ့ဒုတိယအချက်ဒီနေရာမှာငါကဆရာကြီးတတိယအချက်နင်အစားစာကိုလိုချင်ငါ့ကိုအလုပ်လုပ်ပေးရမယ်။သုထအချက်နင်ငါ့ကိုအဝတ်လျှော်ပေးရမယ်။အဲလိုပြောလိုက်တဲ့အခါမှာစိုးနေကြတထင်းမကခေါင်းမငင်ခဲ့ပါဘူး။ကောင်လေးကလည်းသူ့ကိုဘားနောက်တစ်ချက်ရိုက်ပြီးလဲပြန်ပါတယ်။အဲဒီခါမှာတော့တထင်းမလိမ္မာသွားခဲ့ပြီးကောင်လေးရဲ့အစကားနားထောင်လာခဲ့ပါတယ်။သူလျှော်ပေးတဲ့အင်ဂျင်တွေကောင်လေးကိုပေးတဲ့အချိန်ကောင်လေးကပိုဆိုးတဲ့အမင်းတစ်ခုပေးလိုက်ပါတယ်။ နေကတခင်အဝတ်လျှော်ခိုင်းလို့ကျေးဇူးတင်ပါတယ်လို့ပြောရမယ်။တိမ်မကမပြောချင်ပေမဲ့အစားအစာကိုကြည့်ပြီးတော့လင်းလင်းမမာနဲ့ပြောလိုက်ပါတယ်။ကောင်းလေးရဲ့စကားကိုနားထောင်ပြီးတဲ့နောက်မှာတရင်မလေးဘိုက်ပြီးအောင်စားလို့ရခဲ့တယ်လို့မိုးရှုပ်သွားတဲ့ခါမှာတော့ကောင်းလေးကအိမ်ထဲကိုဝင်သွားခဲ့ပါတယ်။တရင်မလေးအရန်ကိုပျော်ရှင်သွားခဲ့ပြီးတော့အဲဒီညမှာသူလည်းကောင်းကောင်းလေးနားလို့ရပြီဆိုပြီးတော့ပါဒါပေမဲ့ကောင်းလေးကအိမ်ထဲဝင်သွားတာနဲ့တကားကိုတော့ခတ်လိုက်ပါတော့တယ်။တရင်မအပြင်ကနေဘလောက်ပဲတောင်းဆိုနေပါသေးသူဟာပြန်ပြီးတော့မဖွင့်ပေးပါဘူး။တရင်မလေးစိတ်ဆိုးပြီးတော့ထားဆဲတဲ့အခါမှာ အဲ့တော့တတိမှလည်းမတက်နိုင်လို့အပြင်မှာတညအိတ်လေးရပါတယ်။သူရဲ့အိမ်မက်ဆိုးတဲ့အခါမှာအခုမှပဲအဆအရှိသေးပြီးနောက်နေ့မှခေါင်းလေးကသူ့ကိုနှိုးပြီးတော့အခန်းတပြက်စီလဲခိုင်းပါတယ်။လဲပြီးသွားတဲ့အခါမှာတော့မနေ့စာအတွက်ပြင်ဆင်ပြီးခေါင်းလေးကတော့ထိုင်ကုန်ပေါ်မှာတက်တောင်းတက်တာနဲ့အိတ်နေပါတယ်။တတိမှကတော့စိတ်ညစ်ပြီးတော့မလုပ်ချင်တော့သလိုခေါင်းလေးကလည်းသူ့ရဲ့အလိုကိုလုံးဝမလိုက်ပါဘူး။တခါလေးကိုကန်ချပစ်လိုက်ပါတယ်။တတိမှကထလာပြီးတော့ရံပြေးဖို့ပြင်နေခဲ့ပြီးမြက်ထက်ပြီးတော့အကန်ခင်ရပြန်ပါတယ်။တတိမှလည်းခေါင်းလေးကမိမသားကိုမစားနိုင်တဲ့အကြောင်းပြောနေပြီး ကောင်းလေးကတော့ဒါတွေကိုလည်းဂိမဆိုင်ပါဘူး။သူဟာတရေမရဲ့သဘင်ကိုဆောင်ဆွဲပြီးတော့ထက်ပြီးတော့မလေးမရင်သေးတဲ့အထိငတ်မယ်လို့လည်းချင်းချောက်လိုက်ပြန်ပါသေးတယ်။တရေမလည်းလုံအောင်ကိုလေးမသွားခဲ့တာဖြစ်ပြီးတော့ကောင်းလေးနဲ့ထက်ပြီးတော့ရံမဖြစ်ရဲတော့တာပါ။အခုချိန်ကနေစပြီးတော့တရေမဟာအိမ်မိုးကိစ္စအားလုံးကိုလုပ်ရတယ်လို့ထင်းခုတ်ရေခတ်တာတွေအဝိရှောတာတွေအကုန်လုံးပဲလုပ်ရပါတယ်။ကောင်းလေးကတော့ပြင်းနေတဲ့အချိန်မှာကားပြရရသေးပြီးတော့ဘလောက်ပဲပင်ပန်းနေပါစေထိုင်ပြီးတော့လည်းမနာရပါဘူးကောင်းလေးကတော့သတိမကိုကြည့်ပြီးတော့အရန်ကိုအားရသွားခဲ့တာဖြစ်ပြီး ဒါကတော့တရေမဝေးလေတာပါ။ကောင်လေးရဲ့နေဆက်မှုတွေအောက်မှာတရေမဟာတရေပီတီရဲ့ပူပူပြီးတော့လိမ္မာလာခဲ့တယ်လို့ကောင်လေးကိုသွားဖားဖို့အတွက်ကောင်လေးရဲ့ဒူးကောင်းကိုလည်းနမ်းလိုက်ပါသေးတယ်။အချိန်ကြာလာတဲ့အခါမှာတော့ကောင်လေးကဒေါသတွေပြေးသွားခဲ့ပြီးဖြစ်ပြီးတရေမကိုအရင်လိုအလုပ်တွေအများကြီးမခိုင်းတော့ပါဘူး။အသက်ရှင်မှုလိုအပ်တဲ့ပညာတွေကိုလည်းစိတ်ရှိရှိနဲ့သင်ပေးတတ်တယ်လို့တရေမလည်းသင်ယူမှုအရန်ကိုကောင်းပါတယ်။အဲဒီလိုနဲ့ဒီနေ့မှရေပွဲတကောင်ကိုဖတ်နိုင်ခဲ့ပြီးတော့အရင်တုန်းကအရန်ကိုကြီးမားတဲ့တရေမဟာအခုချိန်မှာတော့ ကိုအောက်ကိုကိုနေတာတွေ့တာကြောင့်ကောင်းလေးလေးစိတ်ချမ်းသာသွားခဲ့ပါတယ်ပြီးတော့တရင်မကိုလည်းတဖြည်းဖြည်းကြည့်လို့ရသွားခဲ့တယ်လို့အခုချိန်ကနေစပြီးတော့သူတို့နေရာဟာတာတာရာနဲ့တွဲနေကြပါတယ်သူတို့အတူတူတာယာရာတို့မှမကြသေးခင်မှာတော့ဒီနေ့မှပဲသူတို့နေတဲ့ကျွန်းကိုလီဖောင်လေးတစ်ခုကရောက်လာခဲ့ပါတော့တယ်ကောင်းလေးကအကူကြီးသွားတော့မှလုံနေတဲ့ချိန်မှာတော့တရင်မကသူ့ကိုတားပါတယ်သူတို့ကဒီမှာနေရတာအရန်ကိုပျော်ရွှင်လို့ထမှတ်သွားခြင်းလေးပါဘူးတဲ့ဒီကာလတွေမှာနေရထိုင်ရတာခက်ခဲပေမဲ့သူ့စိတ်ထဲမှာလည်းပီတိတွေဖြစ်နေတာပါ အရေးကြီးဆုံးကတော့ဒူကောင်လေးနဲ့မခွဲချင်တော့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းကျွန်းမမနေလို့ရှိရင်သူတို့ရာအိမ်ဆုံလေးတစ်လုံးပြင်ဘာမှမရှိပါဘူး။ဒီလိုဆက်နေသွားမယ်ဆိုရင်အဆင်ပြေပြေလေးဖြစ်မှာမဟုတ်ပါဘူး။ဒါကြောင့်မင်းကောင်လေးဟာတရင်မကိုလေးလျူရှူပြီးတော့အကူကြီးသွားပြီးတော့တောင်းပါတယ်။တင်မောသားတွေကလည်းသူတို့ကိုလာပြီးတော့ကယ်တင်ပေးပါတယ်။သူတို့ယောက်ျားကရေဆက်ကလည်းအခုချိန်မှာကုံဆုံးသွားခဲ့ပြီဖြစ်ပါတယ်။စေကန်းမှာတရင်မရဲ့ယောက်ျားကတရင်မကိုဖတ်ထားပြီးတော့ကောင်လေးဟာဝန်းနေစွာနဲ့ကြည်နေပါတယ်။သူမှတဝင်းတူပိုင်ခွင့်တော့မရှိပါဘူး။ ူရဲ့ချစ်သူကိုနောက်ဆုံးတစ်ခေါက်အနေနဲ့ကြည်ပြီးတဲ့အခါမှာတော့သူလည်းထွက်ခွာလို့သွားခဲ့ပါတယ်။သူတို့ရဲ့ရခိုင်ချစ်ကိုလည်းတက်တက်လုံးစာစိတ်ထဲမှာပဲတင်ထားလိုက်ရပါတယ်ဗျာ။